မုတ်ဆိုးကြီးလည်းသူ့ကြီးကိုအိမ်ယူသွားလေတယ်။အိမ်ကိုရောက်တဲ့အချိန်မှာတော့ဦးရေကနေကလေးလေးတယောက်ထွက်လာပါတည်းတောင်ပေါ်ကနှက်ကုန်းကိုသွားစက်တာစရာတစ်ခုခုယူပြီးဆင်းရွာသွားတဲ့လမ်းကို တွေ့ပါစေလို့ဆုတောင်းလိုက်ပါအဖိုးနဲ့ဖွာသူတို့နှစ်ယောက်ကလိုက်ပတ်လုံးပါတယ်။သူတို့ချစ်ချင်းကိုငါကိုတော့မခွဲတော့ပါဘူး။မဟုတ်ရလေးလေးပြောပါစေတော့။ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တော်လူရဲ့ channel လေးကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ဥကြီးတလုံးကိုဖွားမြင်ခဲ့တဲ့မိဖုရားကြီးရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါရရှင်။စိတ်ဝင်စားစရာကောင်းတာမို့အစအထိပေးအောင်လို့တက်ကြည့်ပေးကြပါဦးနော်။ထုံးစံအတိုင်း VPN လေးအောင်ပြီးတော့ tissue paper ကိုလည်းမမိကြပါနဲ့ရှင်။ ကိုရှိရှိတုန်းကတိုင်းပြည်တပြည်မှာဘယင်ကြီးတပါရှိတဲ့။ဒီနေ့တော့ဘယင်ကြီးဟာသူ့ရဲ့မိဖုရားနဲ့အတူတောအုပ်တစ်ခုတည်းကိုအပန်းဖြေခရီးထွက်ခဲ့လေတယ်။မိဖုရားဟာမွေးဖွားကာနေပြီဆိုတာကိုတော့နှစ်ယောက်လုံးမသိကြလေဘူးပေါ့။တောတဲ့ရောက်တဲ့အခါမိဖုရားကြီးကပြောလေတယ်။အိုးမောင်တော်နှမနှမတော့ပိုက်ကြရနာရဲ့မွေးတော်မထင်နဲ့။ဟင်ကောင်းပြီ မောင်တော်ရဲမတွေကိုရှက်ခိုင်းလိုက်မယ်နှမတော်ဒါဝိမဲမိဖုရားစီဟာအူတီတလုံးကိုသာဖွာမြင်လေးတယ်ဘယင်ကြီးလဲအန်အော်ပြီးမိဖုရားကြီးလဲငိုကြွေးနေရှာတာပေါ့ဘလို့ကြောင့်ဒီလိုဖြစ်ရတာလဲမောင်တော်ကတော့စကန်သူရပြီဆိုပြီးပြော့နေတာလူသားမဟုတ်ပဲတူတူဆန်းဆန်းဥတီအဖြစ်ဘွေးလာတာဆိုတော့နန်းတော်လဲခေါ်သွားဖို့လဲပသင့်တော်ပြီဘူး ဒီဦးကိုဒီတော့ထဲမှာပဲမြေမြုပ်ထားခဲ့ရတော့မယ်။ဟဲ့အင်းမောင်တော်ဒါတမတော်တို့ရဲ့ခလေးကြီးသွားကြရအောင်ပါကွယ်။ဘယင်ကြီးဟာဥလီကို တော့ထဲမှာစွန့်ပစ်ခဲ့လေတယ်။ဒီနေ့မှာတော့မုတ်ဆိုးကြီးတယောက်ဟာ အမဲလိုက်ခွေးနဲ့အတူတော့ထဲကိုအမဲလိုက်ထွက်ခဲ့တဲ့။ခွေးလေးဟာတော့ထဲမှာဘယင်ကြီးမြုပ်ထားခဲ့တဲ့ဥကိုတွေ့ပြီးမြေကြီးတွေကရက်ထုံလေတယ်။ဟဲ့ဥကြီးကအကြီးကြီးပါလား။ အိမ်ယူသွားရမယ်။မုတ်ဆိုးကြီးလည်းဥကြီးကိုအိမ်ယူသွားလေတယ်။အိမ်ရောက်ချိန်မှာတော့ဥရဲကနေခလေးလေးတယောက်ထွက်လာတဲ့။အလိုဥရဲကနေခလေးလေးတယောက်ထွက်လာပါလား။ငါနဲ့စုံစည်းရတာမင်းရဲ့ကံတရားပဲ။မင်းကိုတီဟာလို့နာမည်ပေးမယ်။ဒီနေရာစာပြီးမင်းဟာငါသားလေးဖြစ်သွားပြီမငူပါနဲ့တိတ်ပါကလေးရဲ့ မုတ်ဆူကြီးရဲ့ပြုစုဆောင်ရှားမှုကြောင့်ကလေးလေးဟာနှစ်တွေကြာလာတဲ့အခါမှာတော့ကောင်တော်လေးတယောက်အဖြစ်အရင်ရောက်လာလေးတယ်။ညိုကြီးဟာဟာလိန်မာတဲ့ခွေးလေးပဲ။အိုးချောလိုက်တာတိတ်ချောတာပဲ။တရားအားဖားခင်ဖြစ်သူမုတ်ဆူကြီးထံကနေမြောက်ပြတာတွေကိုလည်းတင်ယူလေးတဲ့။တဖက်မှာတော့ဦးလာနဲ့တော်နုမှာအလွန်အင်မတန်လှပတဲ့အမီးဖြိုလေးတယောက်ရှိလေးတဲ့။တို့မနာမည်ကမဟုရရဲကွယ်။ ဒီနေ့သမီးအပွားရင်တွားရအောင်အစင်တည်လှုပ်ထားတော့ဟုတ်တယ်ခဏနေတွားကြစို့ကျင်းစင်စရာရှိတာပဲပြင်သားဟုတ်ကဲ့ပါအဖေနဲ့မေငါသားတော်လိုက်တာကွာအဖေဟိုတော့တော်သွားပြီအဖေလောက်တော့မတော်သေးပါဘူးဗျာငါသားလက်စားနဲ့တွေ့ရင်ဘေးတော်ဝါမှကြေးမလို့ပါဘူးကွာမိသားစုနဲ့ဆိုပါလမ်းမှာဆုံချလေးတယ်သူတို့လေတယောက်နဲ့တယောက်နှုတ်ဆက်ကြတာပေါ့အိုးမဟုတ်ဆိုကြီး ရှင်သားလေးကပိုပြီးချောလာတာပဲတရားနဲ့မဟုရာဟာထစ်တွန်းဝင်နေကြတာဖြစ်လေတယ်။နပံမိဘတွေကလည်းဝမ်းမြဝမ်းသာနဲ့သဘောတူကြတာပေါ့။သူတို့တွေလည်းနှုတ်ဆက်စကားပြောပြီးကိုလန်းကိုစက်ခဲကြလေတယ်။တရားကကျမတို့သမီးလေးနဲ့တင်တော်တဲ့လက်တွဲပေါ်လို့ကျမထင်နေ။ရှင်သဘောကရော။ငါလည်းအဲ့ဒီလိုပဲထင်နေ။ကြည်ပါဦး။သမီးလေးကတရားနဲ့တွေ့မှသာပျော့ပျော့ရွှင်ရွှင်တက်တက်ကြွကြွဖြစ်လာတာ။ တပတ်မှာတော့ဘယင်ကြီးကဒေါ်ကစားထွက်ဖို့စစ်တီနေရောင်နဲ့အတူတူထွက်လာလေတယ်။သူတို့အုံနာကိုရောက်တော့ဘဝရလေးကိုမြင်ပြီးနောက်ကလိုက်ကအမေရှိတဲ့။မဲမင်းမိဘတွေကဘသူတွေလဲ။ဘာကြောင့်များမဲမင်းဟာနတ်သမီးတစ်ပါးလိုလှပနေရတာလဲ။မဟုရလေးလဲကြောက်လန့်တာကြောင့်ဘာမှပြန်မဖြေပဲထွက်သွားလေတယ်။ဘလူလူကြီးလဲမသိဘူးချုပ်စရာကြီး။ကောင်မလေးထွက်ပြေးသွားပြီအရှင်။ သိပါတယ်သူနောက်ကလိုက်ဆန်းမှန်လားပါဖေဟာဘယင်ကြီးလေစစ်တီနှစ်ယောက်နဲ့အတူငင်းကိုအပြင်းနေပြီးလိုက်လေတဲ့အိုးသူတို့လိုက်လာကြပြီဘလို့လို့ရမလဲမဟုရလေဒူးထောက်ပြီးဒေါလောင်နဲ့စီမာတိုင်တီလေးတယ်ကျမနဲ့တီဟာတာတကယ်ဖူးစာဖက်တွေဆိုရင်ဒီလူတွေကျမကိုမမြင်ပါစေနဲ့ဘယင်ကြီးနဲ့စစ်တီတွေလည်းမဟုရလေးကိုမတွေ့ကြရတော့ဘူးလေကွဟင်ခိုးမိတ်ကလေးဘယ်ရောက်သွားပါလဲ သူပြေးတာအဲ့ဒီလောက်မြန်လားအရှင်မင်းကြီးသူပုံနေမဲဆိုရင်တော့ဒီတော်ရဲပုံရနေရမရှိပါဘူးဒါနဲ့တပါပါကကုညီနေတာပဲဖြစ်ရမယ်အရှင်မင်းကြီးအဲ့ဒီမိန်ကလေးကိုတကယ်နှိမ့်သက်တယ်ဆိုရင် သူမိဘတွေစီမှာရိုးရာတလေးအတိုင်းတင်တောင်းတင်ပါတယ်သူမိဘတွေကအသူတွေလဲမင်းတို့သိလို့လားအရှင်မင်းကြီးတို့မလာလူသားအစ်စ်တယောက်ဆိုရင်တို့မမိဘတွေကိုကျွန်တော်မျိုးတို့ရှာလို့တွေ့မှာပါ ပရင်စီလဲနန်းတော်စီကိုပြန်သွားတော့တယ်အဲဒီနေ့ကစပြီးစစ်တီတွေလဲမဟုရကိုတအိမ်ဝင်တအိမ်ထွက်လိုက်ရှာကြတော့တယ်အရှိမင်းကြီးကျွန်တော်မျိုးတို့ဘလို့ရှာရှာအဲဒီမိမ့်မပြိုးလေးကို မတွေ့ပါဘူးဖေဟာဒါဆိုရင်တိုင်းသူပြည်သားတွေအတွက်လှိပြိုင်ပွဲခန်းခန်းနာနာကျင်းပပေးလိုက်တို့မလာကြည့်မှာပဲအဲဒီအချင်းကြမှာတို့မကိုတော်ကမယ်မှန်လားပါဖေဟာ စေသေးတွေလည်းဘရင်အမေအတိုင်းလှီတိုင်ပွဲကျင်းပါလေတယ်။တမီးလေးရေဒီနေ့လှီပြိုင်ပွဲရှိတယ်အမေတို့သွားကြည့်စို့လေ။ဒီနေ့လားအမေတမီးမသွားချင်ဘူးအိမ်မှာပဲစာပတ်ချင်တယ်။သွားရအောင်ပါတမီးရေအပြင်လေးပါလေးထွက်တော့စိတ်လန်းဆန်းတာပေါ့။လှီပြိုင်ပွဲစီကိုရောက်တော့တွေ့သည်မလူတိုင်းဟာ မဟုရလေအလားပါကိုချီချူနေကြလေတယ်။အမေအဖေဟိုအမကြီးကလှားလိုက်တာ တမီးလေကြီးလာရင် သူ့လိုမျိုးလှကြနဲ့အဖေတမီးလေးကလှပြီးသားပါကွယ်လူတိုင်းမှာသူ့အလားနဲ့သူရှိပါတယ်ဟုတ်ကဲ့ပါအဖေလူတွေတစားတစားအများပြားလာတော့မဟုရလေးအရန်လာတဲ့အတောင်ကိုလည်းစစ်တီရေးကြားသွားတော့တယ်အခုလိုက်ရှာရင်ဒူတွေလန့်ကုန်လိမ့်မယ်လေတန်းပွဲစမမိမပြိုလေးနဲ့သူ့မိဘတွေကိုတိအောင်လုပ်ရမယ် စစ်စီနေရောက်လေမဟုရမိဘတွေအကြောင်းတိတ်တဆိတ်စုံစမ်းပြီးအကြောင်းစုံကိုဘယင်ကြီးထံပြန်လျှောက်တင်ကြလေတယ်။အိမ်ကောင်းလေစွာချက်ချင်းသွားတော်မူမေ။ဘယင်ကြီးလည်းမဟုရတို့အိမ်ကိုလျှောက်လာလေတော့တယ်။တက်တော်ရာကျော်ရှိပါစီအရှင်။ဘာကြောင့်များနှိမ်ကြတဲ့လူတွေစီကြွလာရတာပါလဲ။ကျွန်တော်မျိုးမတို့ဘာအမှုတော်များထမ်းရပေးရမလဲအရှင်။ဘယင်ကြီးလည်းဝေးဝိုက်မနေတော့ပဲမိန်ကြလေတဲ့။ ကိုရောဒီနေ့လာတော့မောင်မင်းတို့သမီးကိုတောင်းရန်လက်ထက်ချင်လို့ပဲသူမကိုမိဖုရားအဖြစ်တင်မြောက်မယ်မောင်မင်းတို့အလိုရှိတာမှန်သမျှကိုတော့ကိုပြောစီတော်လို့လေဘရင်စကားကြောင့်ထိတ်လန့်သွားပြီးအရေးဆောင်ကရှောက်လေးတယ်ကျွန်တော်မျိုးမသမီးလေးရဲ့သဘောထားကို မေးပြရစီအောင်ဖေဟာမဟုရလေအမေဖြစ်သူရဲ့အမေကိုကြတော့ဘရင်ကြီးကိုဒေါသထက်သွားကနင်းဆန်တာပေါ့ဟဲ့အင်းအမေသမီးမိဖုရားမဖြစ်ချင်ဘူး ကိုတီဟာဝပဲချစ်တယ်။ဒီလိုနဲ့လင်မယားနှစ်ယောက်လည်းတိုင်ပင်ကြလေတယ်။မိမကြီးဘယင်ကြီးနေတာတမီးကိုလက်ဆက်မပေးရင်ဘယင်အမျက်တော်ရှာလိမ့်မယ်။လက်ဆက်ပေးပြန်ရင်လေကျမတို့တမီးလေးတသက်လုံးစိတ်ညစ်နေရမှာ။ဘယင်ကြီးကိုပဲမဖြစ်နိုင်ကြောင်းရှောက်တင်ကြတာပေါ့ရှင်။ဘူလာနဲ့တော်နုလည်းဘယင်ကြီးထံရှောက်တင်ကြလေတဲ့။အရှင်မင်းကြီးကို ပြောရမှာစိုးရုံမိကြောင်းမှာ။ ကိုရောကိုမောင်မင်းတို့တမီးနဲ့လက်ဆက်ပေးတဲ့၍ဘာမဆိုးလျှောက်ထားနိုင်ပါ रे မကြောက်ကြပါနဲ့ဘယင်ကြီးရဲ့စကားကြောင့်ဦးလာလေးလန့်သွားပြီး အခုလိုပြောလိုက်ပါတယ်အရှင်မင်းကြီးရဲ့နန်းတော်နဲ့ကျွန်တော်မျိုးတို့အိမ်ကိုဆက်ထားတဲ့လမ်းတညာအတွင်ဖောက်ပေးနိုင်မယ်ဆိုရင်တမီးကလေးနဲ့ပေးစားပါမယ်ဘယင်ကြီးလည်းခက်ခဲတဲ့တောင်းဆိုချက်ကြောင့်စွန့်အာသွားလိတော့တယ်ဒါကခက်ခဲတဲ့အလုပ်ပဲ ဒါပေမဲ့လာပါတဲ့မိဖုရားလေးရှာဖို့အတွက်ဆိုရင်ဘာမှစိုးလုပ်ပေးနိုင်ပါလေ။ဘယင်ကြီးလည်းဦးလူရဲ့တောင်းဆိုချက်ကိုလက်ခံပြီးနန်းတော်ကိုပြန်သွားတော်တယ်။နန်းတော်ရောက်တော့စေတီရီကိုခေါ်ပြီးမိကြလီတော်တဲ့။စေတီတို့တညာအတွင်းနန်းတော်နဲ့ငါမိဖုရားလေးအိမ်ကိုလမ်းဆောက်လုပ်ကြစေ။မန်လာပါဖုရား။စေတီရီလည်းအားကျိုးမှန်တဲ့ဆောက်လုပ်ကြပြီးမဲ့ဘလို့မှမပြီးပါဘူးလေကွယ်။ န်နက်ကိုရောက်တော့ဒေါ်နုနဲ့ဦးလာလေးလှေကလေးနဲ့လာပြီးစတီတွေလမ်းဆောက်လို့ပြီးမပြီးလာကြည့်ကြလေတဲ့ကြည့်ပါဦးအခုထိလမ်းဆောက်လို့မပြီးသေးဘူးဟုတ်တယ်ကိုတို့အနည်းကသွားကြည့်ကြစို့စတီတွေလည်းလမ်းဆောက်လို့မပြီးကြအောင်ဘယင်ကြီးထံသွားလျှောက်တင်လေတဲ့ဘယင်ကြီးလည်းကိုတိုင်သွားကြည့်တဲ့ဦးလာတို့လင်မယားလည်းဘယင်ကြီးရောက်လာတာတွေ့တော့လှီလှဲ့ပြီးတော့ပြန်ပြေးတဲ့ဘယင်ကြီးလည်းဦးလာတို့ကိုကြည့်ပြီးတွေးမိလေတဲ့ ဟင်ဦးလာနဲ့တော်လို့ပါလားဘာလို့ကြတာပါလဲဘယင်ကြီးလဲစစ်တီနှစ်ယောက်ကိုဦးလာတို့စီသွားပြီးမဟူရကို အတင်းအဓမ္မခေါ်ဆောင်ခိုင်းနေတယ်ဘယင်ကြီးကမင်းတို့သမီးကို ခေါ်ဆောင်ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာမဟူရထွက်လာပြီးဒုထောက်က တောင်းမန်ရှာတဲ့တောင်းမန်ပါတယ်ရှင်ကျမဘယင်ကြီးကိုလက်မထပ်နိုင်ဘူးလို့ပြောပေးပါကျမမချစ်တဲ့သူနဲ့လက်မထပ်နိုင်ပါဘူးရှင်။တော်နူလေးစစ်တီနှစ်ယောက်ကိုပြောလိုက်တယ် ကျမတမီးကိုကျမဖျောင်းဖျလိုက်ပါမယ်။ဘယင်ကြီးကိုစုဖီအားမပေးဖို့ရှောက်တင်ပေးပါရှင်။နောက်နေ့မှပြန်လာခဲ့ပါစစ်တီကြီးများခမညာ။အဲဒီနေ့ညမှာပဲဦးလာနဲ့ဒေါ်နိုဟာမဟူရကိုခေါ်ပြီးသူတို့တမီးအကြီးရဲ့အိမ်ရှိတဲ့စီရွာမှာသွားထားနေတဲ့။တမီးကြီးရေမြမလေးကိုတမီးအိမ်မှာခဏထားရအောင်မယ်နော်။ဒီအိမ်မှာပဲမောင်တီဟာနဲ့လက်ထပ်ပေးမယ်။တမီးကပြင်ဆင်စရာရှိတာပြင်ဆင်ပေးလိုက်။တမီးကြီးကိုလည်းအတောင်းဆုံရှင်းပြကြလိမ့်တယ်။ ဟုတ်ကဲ့ပါမေသမီးစီမှာစိတ်ချထားခဲ့လို့ရပါတယ်။ဦးလာနဲ့ဒေါ်လူလေသူတို့ရွာကိုပြန်သွားအချိန်အနည်းကြည့်ပြီးတော့ဆင်ရွာကိုပြန်လာကြလေတယ်။ဘယင်ကြီးရဲ့လူတွေနောက်ကလိုက်ဖမ်းမှာကိုတထိတ်ထိတ်နဲ့အပြေးလွားသွားကြရရှာတာပေါ့။ရှောက်ကြီးကျမတို့ကြောက်လွန်းလို့လမ်းတွေတောင်မေ့ကုန်ပြီ။ရှင်တော့မှတ်မိတယ်မလား။ငါလည်းမမှတ်မိတော့ဘူးကွ။အဲ့ဒီအချိန်မှာပဲနွားချောင်းသားလေးတစ်ယောက်နဲ့တွေ့တာကြောင့်ဦးလာလည်းလမ်းမီးတဲ့။ဒါလေးကြီး စီရွာဟိုတော့လမ်းကိုတိလာခွဲ့อืมငါလဲလမ်းမတိဘူးမတိဘူးပြောရင်လဲရှုံးမှာမဟုတ်ဘူးတောင်ပေါ်ကနှက်ကောမှာတွားဆူတောင်းဖို့ပဲပြောလိုက်မယ်ငါကြောင့်သားလဲအဲ့ဒီလိုတွေးပြီးပြောလိုက်လေတဲ့တောင်ပေါ်ကနှက်ကောကိုတွားစက်သားစရာတစ်ခုခုယူပြီးစီရွာတော့လမ်းတွေ့ပါစီလို့ဆူတောင်းလိုက်ပါအဖိုးနဲ့ပွားအူလာနဲ့ဒေါ်နူလဲနွားချောင်းသားလေးရဲ့စကားကိုယုံပြီးနှကုံးစီသွားကဆူတောင်းကြလေတယ်။ သူတို့လည်းအတိအချဆုတောင်းပြီးတောင်အောက်ကိုဆင်းတော့ဆင်းရွာသွားတဲ့လမ်းတွေ့သွားပြီးအကြီးမအိမ်ကိုပြန်ရောက်သွားလေတော့တယ်။ဘာလို့နောက်ကျနေကြလဲအဖေတို့အမေတို့ရဲ့လမ်းပြောင်နေလို့ပါကွယ်နောက်မှရှင်းပြပါမယ်။ဘယင်ကြီးလည်းမဟူရလေးရဲ့မင်္ဂလာတရင်ကိုကြားပြီးအလွန်တော်သထွက်သွားတော့တယ်။ငါကိုရောလို့ဘယင်မင်းမြတ်ကိုလှေစားရေးကြတယ်ပေါ့။ရှဲတင်လိုက်ကြတော့ဘယင်ကြီးလည်းချက်ချင်းမြင်းနဲ့ခရီးနေပြီးတော့လိုက်လေတော့တယ်။ မဟုတ်ရတို့မင်္ဂလာပွဲကိုရောက်ပြီးအင်မတန်လိုက်ဖက်နေတဲ့မင်္ဂလာမောင်နှံကိုမြင်သွားလီတော်ရီအရှင်မင်းကြီးအမိတ်နာပေးတော်မူပါဒီနေ့ရောက်ကိုပါလို့လိုက်ရပါမလဲဒီအတိုင်းပဲရက်ကြည့်နေတော့မှာပါလားဖရာอืมသူတို့နှစ်ယောက်ကလိုက်ဖက်တော့မှာရေသူတို့ချစ်ချင်းကိုငါကိုတော့မခွဲတော့ပါဘူးမဟုတ်ရလေးလည်းပြော့ပါစီတော့ဘယင်ကြီးလည်းမင်္ဂလာမောင်နှံကိုခေါ်ပြီးတွေ့ဆုံမိကြလေးတွေ မောင်မင်းကငါကူတော်သဘောချနေတဲ့မိန်းကလေးကိုလက်ဆက်ရဲတဲ့အထိတတိရှိနေတာပဲမင်းမိဘတွေကဘာလုပ်လဲမှန်လားပါဖေယားမုတ်ဆိုးကြီးပါဖေယားမုတ်ဆိုးကြီးလည်းရောက်လာပြီးအခါစားဝင်လေတယ်မုတ်ဆိုးကြီးကငင်းစင်ကလေးကနန်းတော်ရဲ့တားကောင်ဆက်တာနေကြဆိုတော့ဘယင်ကြီးကတည်နေလေတဲ့ဘယင်လေးမုတ်ဆိုးကိုမြင်ပြီးမိကြပြန်နေမောင်မင်းမှအိမ်အောင်ရတောင်းမရှိပဲဘလို့လို့ဒီရွယ်သားတယောက်ရှိနေရတာလေ မုတ်ဆိုးကြီးလေးကြောင်ယုံတုံးလို့စွာနဲ့ဖြေးကြလေတယ်။ဒါကျွန်တော်ရဲ့သားအရင်မဟုတ်ပါဘူး။ကျွန်တော်မျိုးရဲ့မွေးစားသားပါဖေ။ကျွန်တော်မျိုးငယ်စဉ်ကတော်တဲ့အမေးလိုက်ထွက်တုံးမှာကြီးမားတဲ့ဦးကြီးတလုံးကို တွေ့ခဲ့ပါတယ်။ဒူဆန်းလာတာကြောင့်အင်းကိုတည်သွားခဲ့တာပါ။အင်းရောက်တော့ဦးထဲကနေခလေးလေးထွက်လာလို့ပြူစုစောင့်ရှောက်ထားရင်ဒီအရွယ်ရောက်လာတာပါဖေ။ဒီဟာလေသူဟာအိုးကပေါလာတာတီးတော့တိတ်ကိုထိတ်လန့်သွားတာပေါ့ ။ပယင်ကြီးကလည်းရုတ်တရက်တရားကိုဖတ်လိုက်လေတယ်။ဟင်မင်းမင်းကခမီးတော်နဲ့မဲတော်ပြောပြဘူးတဲ့။ကိုတော့ရဲ့ညီတော်လေးပဲ။ကိုတော်မင်းကိုပြန်မတွေ့ရတော့ဘူးထင်ထားခဲ့တာ။ပယင်ကြီးလည်းတရားကိုငင်းစင်ကခမီးတော်နဲ့မဲတော်ပြောတာတွေကိုပြန်ပြောပြလေတဲ့။တရားလည်းသူ့မိဘတွေအတောင်မေးရှာတာပေါ့။ခမီးတော်နဲ့မဲတော်ရောပဲမလဲအကိုတော်ခမီးတော်ကတော့နဲ့ရွာဆန်ရှာပြီ မေရောကတော့နန်းတော်ထဲမှာရှိပါသေးတယ်ညီတော်ဒီလိုနဲ့ဘယင်ကြီးလေးတီဟာနဲ့မဟူရာတို့ရဲ့လက်ထက်ပွဲကိုခုံပြုတ်ပေးပြီးတော့နန်းတော်ရဲ့ခေါဆောင်ကအိတ်ရှိဆန်ရာထူးအံ့နေပြီးမုတ်ဆိုးကြီးကိုလည်းသူကောင်းပြူပါအားလုံးပျော်ရွှင်စွာနဲ့နေထိုင်သွားကြလေတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အားလုံးပဲနှစ်သက်သဘောကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုပုံမြင်လေးတွေကိုသဘောကြတယ်ဆိုရင်တော့ တော်ရီရဲ့ channel လေးကိုလည်း like and subscribe ပြုထားပေးခဲ့ကြပါဦးနော်။ပုံမြင်အသစ်တွေတင်နိုင်အမြဲတမ်းသိရှိနိုင်အောင်လို့ဘေးကနော်ဒီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။